င်္ဂလာပါအခုကတော့ဒီ page မှာ visa card ထည့်မှာဖြစ်ပါတယ်အဲ့တော့ visa card ထည့်ဖို့အတွက်ကျွန်တော်ဒီရဲ့ add ပေါ့နော် add ကိုတစ်ချက်နေမယ် okay နေပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ region ရွေးမယ်နော် region ကကျွန်တော်ဒီမှာမြန်မာရွေးမယ်နော် MYANM ရမြန်မာရွေးမယ်အဲပြီးရင် currency currency ကတော့ကျွန်တော်ဒီ dollar ပေါ့နော် USD ပဲထားမယ်အဲ့တော့ USD ပေါ့နော် USD ပဲရွေးလိုက်မယ် ့ US ဒေါ်လာပါနော်အဲပြီးတော့ရင်တိုင်းစုံယူမယ်အဲ့တော့တိုင်းစုံမှာကြတော့ကျွန်တော်ဒီမြန်မာရဲ့တိုင်းစုံကဒီ6နိုင်ခွဲပေါ့နော်အဲ့တော့6နိုင်ခွဲလေးကိုသတ်ရှာမယ်နော်အဲဒီမှာ6နိုင်ခွဲအေရှားရန်ကုန်ပေါ့နော်ဒါလေးယူလိုက်မယ်ယူပြီးသားရင်ကျွန်တော် next ကိုတစ်ချက်နေမယ် Okay နေပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာ visa ပေါ့နော် visa ကတ်နဲ့ချိန်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘွားတစ်ခုယူမယ်ယူပြီး next ကိုတစ်ချက်နေမယ် အဲဒီ name မှာကျတော့ကျွန်တော်ဒီ visa card ရဲ့နာမည်ထည့်မယ်ပြီးရင် card number ထည့်မယ်ပြီးရင်ကျွန်တော်ဒီ MMYY ဆိုတာကကျွန်တော် visa card မှာရေးထားတဲ့ man ရဲ့ရရရဲ့ထည့်မယ်ပြီးရင်ဒီ CVV ဆိုတာကကျွန်တော်ဒီ visa card ရဲ့အနောက်မှာပေါ့နော်အနောက်မှာကျွန်တော်ဒီနံပါတ်လေးတွေပါတယ်အဲ့နံပါတ်ထည့်ရမှာကျွန်တော်ဒီနောက်ဆုံး3လောက်ကျွန်တော်ဒီမှာထည့်ပေးရမှာပေါ့နော်ဒီ visa card ရဲ့အနောက်ကနံပါတ်ကိုပြောတာနော်အဲ့တော့ကျွန်တော်ဒါလေးထည့်မယ် အဲ့တော့ကျွန်တော်ဒီမှာ visa card ရဲ့ကျွန်တော်ဒီ name နဲ့ကတ် number တွေကျွန်တော်ထည့်ပေးသွားပြီအဲ့တော့ name ကကျွန်တော်ဒီ visa card မှာကျွန်တော်ဒီဥရီဒေါ်တွေပါတယ်ဆိုတော့ name မှာကျွန်တော်ဥရီဒေါ်တွေထည့်ပေးမယ်ဒီ visa card မှာဥရီဒေါ်တွေမပေါ့ဆိုတော့မထည့်ပေးနိုင်ဘူးနော်ပြီးတော့ကျွန်တော်တစ်စိတ်ကွတ်တစ်ချက်နေမယ်အဲ့တော့ကျွန်တော်ဒီ processing လေးကိုကျွန်တော်ခဏဆောင်ပေးမယ်နော်အဲ့ဒါဆိုကျွန်တော်ဒီမှာကတ်ဆက်ဆက်ဘူးဆေးဖြစ်သွားပြီပြီးတော့ down တစ်ချက်နေလိုက်မယ် အဲဒါဆိုရင်ကျွန်တော်ဒီမှာဗီဇာကတ်ထည့်ပြီးသားပြီအဲ့ဒီဗီဇာကတ်ကိုကျွန်တော်ဒီ chain ပေါ့နော်ပြန်ပြီးတော့ပြောင်းလဲခြင်းနဲ့ဆိုရင်ကျွန်တော်ဒီရဲ့ chain ကိုတစ်ချက်နေပြီးတော့ဒါဗီဇာကတ်နောက်ထပ်ဗီဇာကတ်တွေထည့်ပြီးတော့ပြောင်းလို့ရတယ်နော်အဲပြီးတော့ရင်ကျွန်တော်ဒီရဲ့ boost post now နှိပ်လိုက်တာနဲ့ကျွန်တော်ဒီဂျော်ညာကို boost လုပ်လို့ရသွားပြီပေါ့နော်အဲဒီ boost လုပ်ထားတဲ့ဂျော်ညာကကျွန်တော်ဒီ active ဖြစ်ပြီးတော့ကျွန်တော်ဒီ rambo ဆိုရင်တော့သူကဒီ boost လုပ်ပြီးတဲ့အချိန်ကနေကျွန်တော်ဒီ24နာရီဝင်ကျင်တော့စောက်ပြရတယ်နော်ဒီ boost လုပ်တာနဲ့တန်းပြီးတော့ run ဘာလို့ဆိုတော့ဒီ facebook ကနေကျွန်တော်ဒီဂျော်ညာကိုသူက set သေးတာပေါ့နော် set ပြီးတော့မှဒီဂျော်ညာကိုစပြီးတော့ run တာပေါ့နော်အဲ့လို active ဖြစ်ပြီး run ပြီဆိုမှကျွန်တော်ဒီဂျော်ညာထ ားတဲ့ကြောင့်ဒီကြောင်ညာ post က reach တွေရောက်မယ်ဒီကြောင်ညာ post မှာအသုံးပြထားတဲ့ဒေါ်လာကလည်းလျော့သွားမှာပေါ့ဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်